လူဆိုတာတနေ့သေးမှာပဲအဲ့ဒီတနေ့သေးမဲ့လူချင်းမှာဘာဟာကိုအတွက်အရေးကြီးဆုံးလို့ဆိုစီဝိတသင်္ခယမိအသက်သေဆုံးနေတဲ့အချိန်အသက်ကုန်ခန်းသွားလို့ဆုံးသက်သွားတဲ့အချိန်လေးမှာပုံညာကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကဒုက္ခချပါဖို့အတွက်ပဲအားကိုရှိတယ်လေငါမှာဒါနကုသိုလ်ရှိတယ်ငါမှာသီလကုသိုလ်ရှိတယ် ငါမှာကမ္မထံဘာဝနာတွေပွားများထုတ်တာဘယ်နှစ်နှစ်ငါကျင့်ထားလဲဆိုရင်ငါဘာတွေလှူထားလဲဆိုရင်ဒါနကောင်ငါဘယ်လိုတီလာတွေစောက်တည်တဲ့ဥုပ်တွေစောက်တည်တဲ့စသဖြင့်ကိုလှုပ်ထားတဲ့ကုသကောင်မှုတွေတေခန်ဤကိုတယောက်တည်းသွားရတော့မယ်ဆိုတဲ့အချိန်လေးမှာတကယ်ကိုစိတ်ကျေနပ်စရာကြီးဖြစ်တယ်ဒီလိုဆိုတာเนาะအဲ့ဒါကြောင့်အဲ့ဒီအချိန်မှာလူတွေကအာအငယ်ဆုံးပဲအာငယ်ဆုံး ေတချို့ဆိုလို့ရှိရင်စပါစုကင်ဆာယောဂာတည်တော့မယ်ဆိုတာလူတွေဟာတချို့ကြတော့မသိအောင်ဖုံးထားကြမသိအောင်ဖုံးထားအဲမသိအောင်ဖုံးထားတာကောင်းသလားလို့ဆိုလူမှာတတ္တိကိုစရတဲ့မွေးထားမွေးထားတနေ့သိမယ်ဆိုတာကိုမွေးထားဒီဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေတောင်မှပဲ သေးတာကိုရဲရဲဝံ့သိနိုင်အောင်ကြိုးစားတာရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားပုံညာဒုက္ခဇီဝတသင်္ကေကုသိုလ်ကောင်းမှုတွေအားကိုးလိုက်